တောင်ဇလတ်တဲ့အလမှုနဲ့ဆန္ဒကူပင်များထူထပ်ပေါ်များစွာပေါရောက်လျက်ရှိသော မာလာယူကျွန်းကြီးသည် ဝင်းထိန်တောက်ပလျက်ရှိသောငွေမြင်ရောင်လာဝန်းအောက်တွင် တိတ်ဆိတ်စွာအောက်မောကြလျက်ရှိသည်ထိုကဲ့သို့တိတ်ဆိတ်ငင်တက်နေသောလာပညာဤကံရည်ပြင်နံပေးရေဆနာတွင်မိမပြူလေးတဦးကတစုံတယောက်အားမျောလင်းတကြီးနှင့်စောင့်စားလျက်ရှိ၏လာပညာတညမှုအဆိုပါမိမပြူဤမျက်နှာပြင်ကိုအဝေးခက်လန်းလန်းတနေရာမှပင် မျက်ဝါးထင်ထင်ပြတ်သားစွာမြင်တွေ့ရ၏လူသားမယောက်ကြတာတယောက်ဖို့မူးမိယူနှံသွားလောက်အောင်လှရဲ့နိုင်အားသောအဆိုပါမိမပြူကတခြားသူမဟုတ်တာလာဂီရီနတ်မင်းကြီး၏တမီတော်မာလာဒေဝီနဲ့တမီဖြစ်လေသည်မိမိနှင့်ချစ်ကြွမ်းဝင်ခဲ့သောတူပဒအမိရှိနတ်နဂါးကိုကန်ဆက်တွင်ထိုင်ကာစောင့်မျှော်နေရခြင်းဖြစ်၏ဘင်းတို့ချစ်သူနှအူသည်လာပြညကိုရောက်သည့်အချိန်မှသာယခုလိုတွေ့ဆုံခွင့်ရှိကြ၏ထို့ကြောင့် မာလာဒေဝီနဲ့သမီးလေးသည်မိမိ၏ချစ်သူငကားပြို့ကို မျော်လင့်တကြီးစောင့်နေရရှာသည်။မောင်ကြီးတုပဒါဘလို့အကြောင်းများရှိလို့ယခုလိုနောက်ကျနေရပါလေ။နှမလေးစောင့်နေရတာရင်တွေမောလာပါပြီ။ထိုစဉ်မာလာယူကျိုးမှနေထိုင်တဲ့မဟိန္ဒရာဇာကျွဲမင်းဟာကန်ဆက်အနာသို့ရောက်ရှိလာခဲ့ပြီးမာလာဒေဝီနဲ့သမီး၏အလှကွန်ရက်တွင်နှမျောစည်းဝင်သွားတော်၏။"အိုချစ်လာစွာသောနှမငယ်၊ကျွန်ုပ်သည်" အသင်ကိုမြင်လင်မြင်ချင်းမေတ္တာတက်ဝင်ချစ်ကြွဝင်ခဲ့ပါပြီဒီဘဝတွင်တင့်ကိုယ်သာပိုင်ဆိုင်ွင့်မရခဲ့လျင်ကျွန်ုပ်သည် ခန္ဓာဆဲ၍တည်ပွဲဝင်ရပါတော့မယ်ထို့အတွက်ကြောင့်ကျွန်ုပ်၏မေတ္တာကို အခုမှကြာတုံ့ပြန်ပါတော့နှမရဲ့အသင်ကျွဲမင်းကျွန်ုပ်တွင်ချစ်ခင်ကျင်နာရသောချစ်သူနဂါမင်းရှိနေနေပြီဖြစ်၏ထို့ကြောင့်တင့်ရဲ့စိတ်ကူးကိုပြန်လဲရုပ်သိမ်းကလာရလန့်အတိုင်းပြန်ပါလေတော့ဤသို့မာလာဒေဝီနဲ့သမီးကမေတ္တာမပြန်နိုင်ကြောင်း အတန်တန်ငင်းဆန်သည့်အခါမှာတော့မဟိန္ဒရာဇာသည် အတင်းအဓမ္မသိမ့်ပိုက်ရန်ကြိုးစားလေတော့သည်ကျွန်ုပ်သည်တကိုးဆွမ်းအလုံးစွာကြီးမားသောနှက်ကျွဲမင်းဖြစ်ပေတဲ့သင်ကကျွန်ုပ်ကိုဆက်လက်၍ငင်းဆန်နေမည်ဆိုပါကယခုပင်သင်ကိုဖန်းစည်းကြုံအောင်ကခေါ်ဆောင်သွားရပေလိမ့်မည်ထို့အခါမာလာဒေဝီနဲ့သမီးသည်ကောင်းကင်ပေါ်သို့ပြန်တန်းထွက်ပြေးရရှာသည်ကျွဲမင်းလဲနောက်ကပြန်၍လိုက်ဤမလွတ်နိုင်မှန်တီး၍မြေတို့ရှူး၍ပြေးရပြန်သည် သို့သောကျွဲမင်းကမြေရှို၍လိုက်လာပြန်သည်ထို့သူပြေးရင်းလွှားရင်းနဲ့မင်းတို့နှစ်ဦးဟာပေါင်းပေါင်းတောင်ချီသူရောက်လာခဲ့ကြသည်ထို့တောင်ချီတွင်ဒုကမောကလွန်ဟုအမည်ရသောယတိကြီးတစ်ပါးတည်င်းသုံးနေထိုင်လျက်ရှိ၏ဒုကမောကလွန်ယတိကြီးသည်ဘဝပေါင်းများစွာဖြစ်ကျင်းခဲ့သောပါရမီကြောင့်အတိတ်ဘဝ900အနာဂတ်ဘဝ900တို့ကိုမြင်နိုင်စွမ်းရှိသည်မာလာယူကျုံးမှအစချီ၍ပြေးလွှားရှောင်တိန်လာခဲ့သော မာလာဒေဝီသည်ယတိကြီးကို တွေ့သည်နှင့်တပြိုင်နက်အာကိုလိုစိမ့်နှင့်အကူအညီတောင်းခံလိုက်လေသည်ဒီနတ်သမီးနှင့်ကျွဲမင်းရာဇာတို့သည်ရှေးအတိတ်ဘဝကာလမှစ၍နောင်ဘဝထိတိုင်ဘူးစာဘက်များဖြစ်ကြပေသည်တိုးတော်လည်းငါ့ကိုအာကိုတကြီးနှင့်တောင်းပန်ရောက်ထားနေသောနတ်သမီးအားလစ်လျူရှုခဲ့သည်ရှိသောမကောင်းဖြစ်ချေတော်မီထို့သူစဉ်စားတွေ့တော်ရင်ယတိကြီးက မာလာဒေဝီနတ်သမီးအားနတ်သက်ချွေ၍ပေါင်းလောင်းတောင်ချေတွင်ပျော်ပါးချက်စားနေသော နန်ဂရိုင်းနဲ့ကျွဲမျိုး၌ဝင်စားစေခဲ့သည်မာလာဒေဝီနဲ့သမီးကို မတွေ့ရှိရသောကျွဲမင်းကြီးမှလည်းဒေါသပုံထားလျက်မြင်မြင်သမျှသောတစ်ပင်ပန်းမှန်ကျွဲစင်နွားမင်းတို့ကိုဥချိုဖြင့်လိုက်လံခွိခက်လျာတောဆောင်နှက်တောင်ဆောင်နှက်တို့၏ဗိမာန်များပါမကျန်ပျက်စီးပြိုလဲရလေသည်ထိုအခါတောဆောင်နှက်အပေါင်းကယတိကြီးကိုအကူအညီတောင်း၍ကျွဲမင်းကြီးအားတားဆီးခိုင်းကြ၏တတဝါတို့အတိဒုက္ခရောက်နေရသောကြောင့် ယတိကြီးလည်းမနေတာတော့ပဲကျွဲမင်းအားတွေ့ဆုံ၍မာလာဒေဝီနဲ့သမီးသည်ယခုအခါတွင်နတ်သက်ချွေ၍နန်ဂရိုင်းကျွဲမျိုး၌ဝင်စားနေပြီဖြစ်ကြောင်းဖွင့်ဟပြောကြလေသည် ထိုအခါကျွဲမင်းရာသာသည်ရင်ကွဲနာကြတည်ဆုံ၍ပေါင်းလောင်းတောင်ချီအနီး၌ပင်ကျွဲဖြစ်ဝင်စားခဲ့လေသည်နန်ဂရိုင်းကျွဲမလေးသည်မွေးဖွား၍အရွယ်ရောက်လေသောအခါတကူတိပတ်ကြီးမသောနတ်ကျွဲဖြစ်၍ မနက်တွင်နတ်သမီးနေခင်းတွင်လူအဖြစ်နေပြီးညနေချမ်းချိန်တွင်သာကျွဲဘဝဖြင့်နေထိုင်လေသည့်မဟိန္ဒရာဇာကျွဲမင်းသည်လည်းယခုဘဝတိုင်အောင်နန်ကလိုင်းကျွဲမလေးကို လိုက်လံ၍ရှာဖွေလေသည်အမောင်မဟိန္ဒရာဇာနန်ကလိုင်းကျွဲတို့သည်ပေါင်းပေါင်းတောင်ချီတွင် နေထိုင်ကြဆားလေးရှိကြသည်ဟုမိခင်ကြသည်ရသည်ဂျေဇုပါမိယခုပင်ကျွန်ုပ်သည်ပေါင်းပေါင်းတောင်ချီသို့သွား၍နန်ကလိုင်းကိုခေါ်ဆောင်ပါတော့မည်ထိုကဲ့သို့မိခင်ကျွဲမကြီးကပြောပြသည်ဖြင့် နန်ဂရိုင်းဤနေထိုင်ကျဆားရာကိုတိရှိသွားသောမဟိန္ဒရာဇာသည် ပေါင်းပေါင်းတောင်ချီသို့လင်းမြန်စွာထွက်ခွာလာခဲ့၏။နန်ဂရိုင်းကျွဲမလေးကိုမြင်၍ချစ်ရေးဆိုလျာမချစ်မနစ်တတ်ဟုဆို၍ပင်လယ်ကမ်းကိုဖြတ်တန်း၍ပြေးပြန်သည်။ထို့သို့ပြေးရင်းလွှားရင်းနှင့်နန်ဂရိုင်းကျွဲမလေးဟာတောင်သုံးလုံးဒေသသို့ရောက်ရှိလေသည်။အလိုတနာစရာကျွဲမလေးတကောင်ပါလား။သူလေးမချစ်မနစ်တတ်သူနှင့်ကိုယ်ကင်းရလေအောင်ငါကြံဆောင်ပေးဦးမှာပါ။ တောင်သုံးလုံးဒေတာကိုပိုင်ဆိုင်အုပ်စိုးရသောနတ်မင်းကြီးမှထိုတို့တနာဂယုနာတမိကနန်ဂရိုင်းကိုကျွဲမင်းရာစာလက်မလွတ်အောင်ဖုတ်ထားပေးလေတော့သည်ဖူးစာမန်လို့မငင်းတာပြီးကျွဲမင်းရာစာလည်းနန်ဂရိုင်းကိုမတွေ့ရသောကြောင့်ခံပြင်းဒေါသထွက်ကမြင်မြင်သမျှသောလူတရိတ်ဆန်နှင့်တကွလေယာဥယျာဉ်တို့ကိုဖျက်ဆီးပစ်လေသည်နတ်မင်းဤဘုံပိမှန်ဖြစ်သောညောင်မုတ်စိတ်ပင်ကြီးလည်းပြိုလဲရလေသည်ထိုအခါမိမိအားကဲ့တင်ထားသည့် နတ်မင်းနဲ့တကွာတတဝအပေါင်းတို့အတိဒုက္ခရောက်နေသည်ကိုမကြည့်ရတော့နန်ဂရိုင်းသည်ကျွဲမင်းရာဇာအားလက်ဆက်ယူရန်သဘောတူလိုက်တော်သည်ဒီလိုနဲ့နန်ဂရိုင်းကျွဲမလေးဟာတောင်သုံးလုံးဒေသ၌ပင်နေထိုင်၍ကျွဲမင်းရာဇာနှင့်အတူပေါင်းတင်လာခဲ့ရာခွန်အားပလနှင့်ပြည့်စုံသောသားတော်ဗန္နကကိုဖွားမြင်ခဲ့လေသည်သားတော်ကျွဲကလေးအွယ်ရောက်လာသောအခါဖခင်ကျွဲမင်းနှင့်အာဆိုင်ရင်ဂျိုခတ်ကစားလေးရှိ၏ တခါတော့ဖခင်ကျွေးမင်းရစားသည်ဂျိုခတ်ကစားရင်အရှိန်လုံကရှားတင်ငုပ်ပေါ်သို့ကြားရောက်၍ဝမ်ပိုက်တွင်သို့ဖောက်ဝင်ပြီးနေရမှာပင်တည်ဆုံးခဲ့ရှာသည်အလိုငါသားဗန္နာကသူဖခင်ကိုတတ်မိခဲ့လေပြီးကံကြီးတော်ထိုက်ရှာပေဦးမယ်ခလေးရဲ့ဒီအမေဘလို့ဖြစ်သိမ့်ရပါမလဲအမိရဲ့ကျွန်ုပ်ကြောင့်ဖခင်တည်ဆုံးခဲ့ရှာပြီး ျွန်ုပ်တို့ပင်စာနန္ဒရိယကံကြီးထိုက်တော့မယ်ထင်တယ်ကဲပါဦးအမိရဲ့ထို့နောက်ကျွဲငယ်ဗန္နာကသည်မိမိကိုယ်ကိုယ်ခွင့်မလွတ်စိတ်နဲ့ရှားငုတ်ကိုနှစ်ဖူးဖြင့်ဆောင်ကာတေပွဲဝင်ရရှာသည်အမဲလေးတားမောင်လူလေးမိုက်လာချီလာကလေးရဲ့မင်းမရှိပဲဒီအမေကျွဲမကြီးကဘလို့အသက်ရှင်ရမလဲကွယ်အသက်မဲ့နေသောတားငယ်ဤခန္ဓာကိုယ်ကိုတိုးခွေ၍နန်ဂရိုင်းကျွဲမကြီးကရင်ကွဲမတက်ငူကြွေးရှာတော်သည် ထိုအခါနတ်မင်းကြီးတပါးပေါ်ပေါက်လာပြီးတင်းရဲ့ပရိဒေဝတော်ကအပူမီးတို့ကိုထိမ့်ချုပ်ပေးဦးတော့နန်ဂရိုင်းအတင်သည်ဟန်တာဝရီတိုင်းနီကောအတာအရက်တွင် လူသားတဦးကိုတားဖြစ်ရပြီဦးမယ်ဟုဆို၏နတ်မင်းကြီး၏အားပေးစကားကိုကြားသိရသောနန်ဂရိုင်းသည်မိမိစိတ်ကိုအနှဲငယ်ဖြစ်ဖြောက်ရင်းကောအတာအရက်တို့ထွက်ခဲ့လေသည်ဂေါတမမြတ်စွာဖះရှင်ကိုရောမြတ်ကြီးသည်၆ဝါမြောက်တွင် ရာဇချိုပြည်အနီးကုလပပဒတောင်ချီခြာရတော်၌တည်င်းသုံးတော်မူစဉ်မြန်မာနိုင်ငံမှစုထတာလမဟာတာလကုံတဲ့ညီနောင်နှူးတို့အားငါဖျားပရိနိဗ္ဗာန်ဆံယူပြီးနောက်သာသနာတော်နှစ်1300ကျော်ပြီးလျင်ဆံတော်ရှင်တီယာတုတ္တတောင်၏အရှိဟန္တာပပရအမိရှိတော်ဌာနေ၌သမလကုံမှာဝိမလကုံမှာအမိရှိမင်းညီနောင်နှစ်ပါးမှဟန္တာဝတီမင်းနေပြီးတော့တည်လိမ့်မည်ဟုဗျာဒိတ်စကားမိန်တော်မူခဲ့၏ ထိုပြဒိတ်စကားနှင့်အညီတမလကုံမမင်းသည်ဟန်တာပပတောင်အားဟန်တာဝရီဟုသော အမည်ဖြင့်ကပီးမော်ကွန်ဆိုင်ထူပြီးထိတ္တနန်းတ္တီ၍ပြီးတိတ်သွမြောက်မင်းပြုကညီတော်ဝိမလကုံမမင်းသားအားအိရှိဆန်ဖြစ်ချီးမြောက်တော်မူလေသည်ထိုနောက်ညီတော်အားတက္ကသိုလ်ပြည်သို့ဆေလွတ်၍ညီတော်ဝိမလတင်သည်တက္ကသိုလ်ပြည်တွင်အထာရ18ရက်ကိုစုံလင်အောင်တက်မြောက်ပြီးပြန်လာခဲ့ပါကကျွန်ုပ်၏ထီးနန်းစည်းစိမ်ကိုတင့်အားလွှဲပြောင်းပေးပါမည်ဟုဂတိစကားဆိုလိုက်သည် တမကကုံမမင်းသည်ထီနန်းဆိုးဆန်တော်မူပြီးသည့်နှင့်ကျေရတော်မိဖုရားရွေရန်တိုင်းခမ်းလဲ့လဲ့တော်မူခဲ့သည်ထို့နောက်ဘူးဖျုံတခွာတို့စိုက်ပြူသောတောင်သူမဲအိုးလောင်း၏ခြံနာအယောက်တွင်အသီးဆွနေသောသမီးပြိုလေးကိုတွေ့ရှိသွားခဲ့ပြီးအလိုလူမကနတ်တမြချုံမောလှပတဲ့မိမပြိုပဲမိဖုရားတို့၏ကြံအင်လက္ခဏာတို့နှင့်လည်းပြည့်စုံတဲ့အတွက်ငါကိုယ်တော်နှစ်သက်ဆွဲလန်းတော်မူတယ်ကျင်ရာရှိမရှိစုံစမ်းကြဆန်း ကျေယာဘက်မရှိကြောင်းသိရှိရသောအခါမိမပြူလေးရဲ့မိခင်ဖြစ်သူမဲအိုးလောင်အားတန်ဆိုးလက်ဆောင်များပေး၍တွားရောက်တောင်းရန်စီသည်မိဖုရားကိုခေါ်ဆောင်ရန်မင်းချင်းတို့လာရောက်ကြသောအခါမိမပြူလေးသည်ကြောက်ရွံ့သဖြင့်ရွှေဖျုံချံထဲတွင်တွားရောက်ပုံအောင်နေ၏ထိုအကြောင်းကိုမင်းကြီးအားလျှောက်ထားရာရွှေဖျုံမဲဟူသောပွဲဖြင့်မိဖုရားကြီးမြောက်လေသည်ဒီလိုနဲ့ရလနှစ်တို့ပြောင်းလဲလာခဲ့ရာတက္ကသိုလ်ပြည်သို့ပညာတော်တင်တွားရောက်နေသောညီတော်ဝိမလဟာ ဟန်တာဝတီနေပြည်တော်သို့ပြန်လည်ရောက်ရှိလာခဲ့၏ထိုအခါတမလမင်းနှင့်ရွှေဖယုံမဲတို့သည်တားတော်လေးဖွားမြင်ကာစားဖြစ်သောကြောင့်ထိုသားလေးကိုချင်မဝါဖြစ်ကာနန်းညွန့်နန်လျာဖြစ်ရည်စုထားပြီးညီတော်အားပေးခဲ့သောဂတိတဝတ်တို့ကိုမေးလျော်၍သွားလေသည်မင်းမဂတိလူမတစ္ဆာတဲ့ပြည့်ရှင်မင်းတစ်ပါးဖြစ်ပါလျက်ဂတိမတီးတဲ့အကူတော်ကိုငါကိုယ်တိုင်တုတ်တင်ပြီး ဟန်တာဝတီထီနန်းကိုတင်ပိုက်ဆိုးဆန်ပြမယ်တနေ့မှာတော့တမလမင်းကြီးတောကစားထွက်စဉ် ညီတော်နှင့်အပေါင်းပါများကလှုပ်ကြံခဲ့ကြပြီးဟန်တာဝရီထီနန်ကိုတိမ့်ပိုက်ဆိုးဆန်လိုက်တော်သည် မရီတော်ဖြစ်သောရွှေဖျုံမဲကိုမိဖုရားကြီးအဖြစ်ဆက်လက်တင်မြောက်ခဲ့တော်လဲအကိုတော်နှင့်ရသောတားတော်ကလေးကိုမူရန်ဆွေဘွားတစ်ခုဟုမှတ်မြင်ကတုတ်တင်စေခဲ့သည်မိဖုရားကြီးကငိုယိုတောင်းပန်သဖြင့်ကိုမျက်မိအမိန့်ကိုရုတ်သိမ်းလိုက်ပြီးထီနန်နှင့်ဝေးရအရက်သို့တွားရောက်ဆုံးဖြစ်စေခဲ့သည်မင်းကြီးရဲ့ရာဇတန်ကြောင့်ရွှေဖျုံမဲသည်တားတော်ကလေးကို ဟန်တာဝရီနှင့်တထုံနယ်ဆက်ရှိကောအတ္တာရဲ့တောဆက်အနီးတွင်ထားရခဲ့လေသည်နန်ဂရိုင်းကျွဲမကြီးသည်လည်းကောအတ္တာအရဲ့ရှိကရင်မကြီးတဦးပိုင်ဆိုင်သောကျွဲချံတစ်ခုသို့ရောက်ရှိနေခဲ့ပြီးကျွဲပေါင်းကိုထိန်းကျောင်းလျက်ရှိ၏ထိုစဉ်ကျင်းချင်းတောင်းထဲ၌အနီးဆောင်လို့နှင့်တေချာစွာထုတ်ပိုးထားသောကလေးငယ်တဦးကိုကောအတ္တာတောဆက်၌မထင်မှတ်ပဲတွေ့ရှိသွား၏အလိုကလေးငယ်လေးတဦးပါလားနတ်မင်းကြီးကငါ့ကိုပြောခဲ့တဲ့ဒါကလေးပဲဖြစ်ရမယ် အမေဆောက်ရကျိုးနှက်ပြီးပေါ်သားရဲ့ထို့နောက်နန်ကရိုင်းသည်တားတော်ကလေးကိုတခြားကျွဲတို့နင်းသွားမိကိုစိုးရင်တစ်ဖြင့်တခြားအရက်တို့ထွက်သွားခိုင်းလိုက်သည်ငါသည်ဤကလေးငယ်ကို မိခင်အဖြစ်မွေးဖွားရမည်ဆိုပါကငါဤသားမျက်မှနှုတ်ချုံထွက်ပါစေတည်းနန်ကရိုင်းကျွဲမှကြီးသည်ဤကဲ့သို့တစ္ဆာအတိထံပြုလိုက်သည်နှင့်တပြိုင်နက်နှုတ်ရည်တို့တပြိုင်ပြိုင်ထွက်လျက်တားငယ်ကလေးကိုတိုက်ကျွေးခွင့်ရလေသည် ထိုချင်းရာကိုတွေ့မှမိခင်ရင်ဖြစ်သောရွှေဖယုံမယ်သည်လဲဟန္တာဝတီတို့စိတ်ချစွာပြန်လေသည်ဟန္တာဝတီနှင့်တထုံနယ်ဆက်ရှိရွာတရွာတွင် မိခင်အိုကြီးကိုလယ်ရင်ကအလုတ်ဖြင့်ရှာဖွေကျွေးမွေးနေသောကိုအောင်နိုင်ဆိုသူလူရွယ်တယောက်ရှိ၏တနေ့တွင်ကိုအောင်နိုင်သည်သူကြီးသမီးဖြစ်သော မိဘနှင့်လူငယ်တို့တဘာဝချစ်ကြိုက်မိကြလေသည် ကျုပ်ကမောင်ကြီးကိုချစ်လွန်းလိုသာမောင်ကြီးရဲ့အချစ်ကိုလက်ခံခဲ့တာအဖေရဲ့ဒေါသတော့ကြောက်တယ်တော့ စိတ်မပူပါနဲ့နှမရဲ့အခုဆိုမောင်ကြီးအလုပ်တွေစူးစမ်းနေပါတယ်မိပန်းကို တင်းတောင်တင်းတယ်ထားနိုင်ရင်ဦးကြီးလည်းသဘောတူမှာပါဖခင်ဖြစ်တော့သူကြီးမင်းကို ကြောက်ရွံ့၍ထိတ်လန့်အားငယ်နေရှာတော့မိပန်းကို အောင်းနိုင်ကစူးစမ်းနှစ်သိမ့်ပေးရှာ၏မိပန်းစိုးရိမ်လာလဲအပြစ်မဟုတ်ချေအောင်းနိုင်တို့သားအမိကတနေ့လုံးမှတနေ့စားရတဲ့လေရင်အဘွားတွေမဟုတ်လား သူ့လိုဆင်းရဲသားကြုံမွဲတယောက်ကိုသူကြီးကသူ့တမီးနဲ့ဘလို့မှသဘောမတူနိုင်ကြောင်းသူကိုယ်တိုင်လည်းရိတ်စားမိ၏တောက်အမဲရိုးနဲ့ဟင်းအိုးမှအာမနာငါလိုသူကြီးတယောက်ရဲ့တမီးကိုဒင်းလိုကောင်ကကြံစီရက်တယ်ပေါ့မိဘန်းစိုးရင်ခဲ့တယ်လို့သူတို့နှစ်ယောက်မေတ္တာမြနေကြောင်းကိုသူကြီးကသိသွား၍ဒေါသပုံထကချိန်မောင်းလျက်ရှိသည်ထို့နောက်မှာတော့သူကြီးကကိုအောင်နိုင်အပေါ်ကောက်ကြီးရုံမှမှုတွေကိုတစ်ခုပြီးတစ်ခုပြုလုပ်လေတော့သည် အောင်နိုင်ရေမင်းမနဲ့ထံကစပြီးငါရတဲ့ကိုလာစရာမလိုတော့ဘူးကွဘလို့ဖြစ်တာလဲဦးကြီးရအခင်းကအခုမှအစပြုကစရှိသေးတာကျုပ်လို့ဆရာတွေအများကြီးရှိသေးတယ်လေဗျာအေးမောင်ရေဦးကြီးတခြားသူတွေကိုပဲခိုင်းလိုက်ပါမယ်မောင်နဲ့ပေါင်းလို့ကျုပ်ပါရောထောင်းခံနေရမှာစိုးလို့ပါကွယ်သူကြီးဆက်နမန်ကိုအောင်နိုင်ကောင်းကောင်းကြီးသဘောပေါက်လိုက်ပါသည်မိမိရဲ့အချစ်နှုံနဲ့ကြုံဝင်ခဲ့မှုကြောင့် အခုတော့မိခင်အိုကြီးပါရော၍အတိဒုက္ခရောက်ရရှာချေပြီး ထိုအကြောင်းတွေကိုသိရှိသွားသောမိဘန်းကချစ်သူအတွက်စိတ်မကောင်းကမျက်ရည်မစဲနိုင်ဖြစ်ရရှာ၏။ဘုဖခင်တင်အခုလိုသူတပားအပေါ်ဆက်လက်၍ကြံစီရုံမှနေမည်ဆိုပါကကျွန်ုပ်သည်ကိုအောင်နိုင်နှင့်မိခင်ကြီးရှိရာသို့ဆင်းသွားရပါလိမ့်မည်။ထိုအခါသူကြီးသည်တမျိုးလဲ၍ကြံစီပြန်၏ဖခင်ကိုအထင်လွဲရန်ပေါ်သမီးရဲ့ဖခင်ကတမတ်တော်ရမယ့်အောင်နိုင်ရဲ့အရေးချင်းကိုစမ်းသပ်လိုတဲ့အတွက် ဖခင်ကျွဲချံမှာအလုတ်တွေရထားပြီးပြီကွ။အဲဒါကြောင့်ရွာတဲကအခင်းပိုင်ရှင်ကိုအလုတ်ထုတ်ခိုင်းလိုက်တာပါ။နောက်ပြီးတော့သူကြီးသမက်ဖြစ်လာမဲ့သူတယောက်ကတခြားသူတွေရဲ့ရာအလုတ်တွေကိုလုံးလို့ဘယ်တင့်တော်ပါမလဲတမီးရဲ့ထိုခါမိပန်းသည့်ဖခင်ဤအကောက်ညံကိုနားမလဲပဲသဘောရိုးထင်မဲ့၍ချစ်သူကိုအောင်းနိုင်ထန်သို့အပြေးလေးသွားခေါ်ရှာသည်။မောင်ကြီးကိုကျုပ်ဖခင်ကသူ့ကျွဲချံမှာအလုတ်ပေးမလို့တဲ့တော့ ဟုတ်ဟုတ်ပါမလားနှမရဲ့မောင်ကြီးနားရှိလို့တာကြရတာအခုထိမယုံနိုင်သေးဘူးအော်မောင်ကြီးရဲ့ဖခင်ကရာခင်းပိုင်ရှင်တွေကိုအလုထုတ်ခိုင်းတာကသူ့တမက်လောင်းကိုတခြားမှမလုပ်စေချင်လို့တဲ့တော်ကြီးကဲလာပါနှမလေးနဲ့တခါတည်းလိုက်ခဲ့ပြီးတော့ကိုအောင်နိုင်လဲမိပန်းခေါ်ဆောင်ရသူမယုံတဝက်ယုံတဝက်ဖြစ်လိုက်ပါခဲရလေသည် ပထမအစတွင်အကျန်သမားဖြစ်တော်သူကြီးမင်းကကိုအောင်နိုင်ကို အချို့တက်၍အလုတ်တို့ကိုကောင်းမွန်စွာစေခိုင်း၏တနေ့မှာတော့သူကြီးကကိုအောင်နိုင်ကိုကျွဲရိုင်းစူးကြီးများတောင်းကျမ်းရာတောသို့သွား၍မိမိကျွဲနှွားတို့ကိုကြောင်းစေသည်တောနဲ့ထဲအရောက်မှာတော့ကျွဲရိုင်းအုပ်ကြီးနှင့်တွေ့၍ကိုအောင်နိုင်ဟာအသက်လူပြီးပြေးခဲ့ရ၏ပြေးရင်းလွှာရင်းပေါင်ကိုမုတ်ဆူးမိပြန်၏ဒံယာကြီးနှင့်ပြေးလွှာလာခဲ့ရာကိုအပ်တာအရရှိကရင်မကြီး၏ကျွဲချံသို့ရောက်ရှိလာခဲ့သည်ကရင်မကြီးကကိုအောင်နိုင်ကို နန်ဂရိုင်းကျွဲမကြီးသားတို့တိုက်၍မွေးစားခဲ့သောအသားမင်းသားငယ်နှင့်အတူကျွဲချောင်းသည့်အလုတ်ကိုပေးခဲ့လေသည်။ညီရဲ့အကိုများမရှိကြသည့်အတွက်ကိုအောင်နိုင်နှင့်အသားမင်းသားတို့သည်တယောက်ကိုတယောက်ညီကိုရင်းပမာအားကိုးချစ်ခင်ကြ၏။အသားမင်းသားသည်နန်ဂရိုင်းကျွဲမကြီးဤနို့ရီကိုတောက်ခွင့်ရ၍လွန်စွာမှခွန်အားပလာနှင့်ပြည်စုံပြီးကျွဲတကောင်ကိုပင် ချိုးမကန်၍လဲချနိုင်သည့်အထိတမာထွားကျိုင်းလေသည်။ကရင်တိုင်းရင်းသားတို့၏ထုံးစံဖြစ်သော လက်ဝိပညာနှင့်ဓာခုတ်လံထိုးအစရှိသော ကိုခံပညာများကိုလည်းတင်ကြားတက်မြောက်ခွင့်ရလေသည်တနည်းတွင်အသားမင်းသားလေးသည်လူတိုက်မိခင်ဖြစ်သောနန်ဂရိုင်းကျွဲမကြီးနှင့်ဆုတ်ကစားနေစဉ်ဟန်တာဝဒီမှအမဲလာရှာသောမူဆိုကြီးတဦးနှင့်တွေ့ဆုံရင်းနှီး၍မိတ်ဆွေများဖြစ်သွားကြလေသည်ထိုချိန်တွင်ဟန်တာဝဒီပြည်ပတ်မှမွန်တိုင်းရင်းသားများမောင်းထုတ်လိုက်သော ဟိန်းလူလူမျိုးများသည် အရက်ခွနတောင်ရှိသောလံပါအမည်ရှိကလားကြီးအားစစ်သူကြီးခန့်အပ်၍ ဟန်တာဝဒီအားစစ်ပြုရန်စေလုပြီး ဟန်တာဝဒီမင်းထံသို့စစ်ပြုမိလော သူရဲကောင်းတူချင်း စီချင်းထိုးမိလောဟုတဝန်စာပေးပို့ခဲ့သည်ဝိမလကုံမမင်းလဲထိုးကိစ္စအားဖြေရှင်းနိုင်ရေးအတွက်လမ်ပါနှင့်တူချင်းစီချင်းထိုးနိုင်ပြီးသူရဲကောင်းမှာဟန်တာဝဒီတွင်မရှိသဖြင့်စိတ်တော့ကရောက်နေရရှာသည်ထိုးနောက်တိုင်းပြည်အတွင်းကြောညာမောင်းခတ်၍သူရဲကောင်းရှာထွက်စေသည်တိုင်းသူပြည်သားလူအများတို့ဟန်တာဝဒီနေပြည်တော်ကြီးအားကျူးကျော်ရန်စလာသော နာဝါလူမျိုးတို့နှင့်စီးချင်းထိုးရန်အတွက်သူရဲကောင်းတို့အလိုရှိသည်ဖြစ်ပါသဖြင့်အခုလိုကြောညာမောင်းခတ်ရခြင်းဖြစ်ပေတဲ့စီးချင်းထိုးပွဲတွင်အနိုင်ရခဲ့သည်ရှိသော ထိုးသူရဲကောင်းအားဘရင်မင်းကြီးရဲ့တမိတော်စောစန္နာနှင့်လက်ဆက်ထင်းများပေး၍အင်ရှိအရာပေးအပ်ချီးမြှင့်တော်မူမည်။ဘရင်မင်းတရားကြီးအမိတ်တော်ထိုးတည်င်းကိုကြားတော်မူဆိုကြည်သည် မင်းကြီးတို့ဖျားကျွန်တော်မျိုးသည်တောလဲထွက်ရင်း ွာအတအယက်မှလူငယ်တဦးနဲ့တီကျွမ်းခင်မင်ခဲ့ပါတယ်ထိုသူငယ်သည်ကျွဲတကောင်ကိုဥချုံမှကင်၍ဆွဲလဲနိုင်လောက်သည်သည်ခွန်အားပလနှင့်ပြေဆုံးလာပါသည်ထိုမကြုံစပုဒုကဲလာတော့သူရဲကောင်းသည်သာနဝါလူမျိုးစစ်သူကြီးကိုအနိုင်ယူနိုင်လိမ့်မည်ဟုကျွန်တော်မျိုးထင်မြင်မိ၍ယခုလိုလာရောက်လျှောက်ထားရခြင်းဖြစ်ပါတယ်ထိုတည်င်းစကားကိုမှုမတ်တို့မှတဆင့်ဝိမလကုံမှမင်းကြီးကြားသိတော်မူသောအခါ အတဝန္တာတော်မူလသဖြင့်မင်းချင်းတို့အားကောအတ္တရက်တို့ဆေလုကာအတာမင်သားအားနန်းတော်တို့ခေါ်ဆောင်စေခဲ့သည်အတာမင်သားနန်းတော်တို့ရောက်လျင်ဝိမလကုံမမင်းမကောင်းစွာသူကောင်းပြုချီးမြှောက်၍မိဘမျိုးရိုးအားစုံစမ်းလေသောအခါမိမိဤတူတော်ဖြစ်မှန်းသိလေ၍အတကုံမမင်းသားဟူသောဘွဲကိုအနှင်းခဲ့လေသည်ထို့နောက်မင်းကြီးမမင်းသားအားအတိုင်းပြည်ကိုကျူးကျော်ရန်ဆလာသည့်ကလာစစ်သူကြီး လံပါအားတူးချင်းစီချင်းထိုးပေးရန်နှင့်တိုက်ပွဲအောင်မြင်သောနေ့တွင်တမိတော်နှင့်ထိမ်းမြ၍အေရှိဆန်ဖြစ်ချီးမြှင့်ခတ်အပ်မည်ဖြစ်ကြောင်းပြောရာမင်းသားမှလက်ခံပြီးမိမိအားခုနှစ်ရက်တိတိစဉ်းစား권အချိန်ပေးရန်ခွင့်တောင်း၍ကောအပ်တာရက်သို့ပြန်ခဲ့လေသည်အတကုံမှာမင်းသားသည်ဟန်တာဝတီနေပြည်တော်ကပြန်စစ်တောင်းမြစ်သို့မရောက်မီတွင်ဒီရေဆောင်လက်သမီးသည်ရေလိုင်းနှင့်အတူမြဝသို့ရောက်လာလေသည်ထို့ကြောင့်ကန်းဆက်ရှိလက်မှုပင်ကိုမိခို၍ နေထိုင်ရသောလမှုပင်ဆောင်းနှက်သည်မိမိ၏ဖုံပြီးမှန်၏တိုက်စားပါသောအမိကိုစိုးရိမ်သဖြင့်ပြေးလွှားနေရရှာသည်ထို့နောက်အတကုံမှမင်းသားကိုတွေ့သောအခါအာကိုစိတ်နှင့်အကူအညီတောင်းခံလေသည်အလိုတနာစရာ လမှုပင်ဆောင်းနှက်ပေတဲ့ငါသာမကယ်ရင်ရင်းရဲ့ဖုံပြီးမှန်ပျက်စီးရချေရဲ့ငါဤမိခင်နံဂရိုင်းကျွဲမကြီးပေးအပ်ထားတဲ့တိတ်တိမဟိတ်တီတန်ခိုးတို့ကိုတုံး၍ EDA line ကိုငါတားလိုက်မယ် အခုချက်ချင်းရတန်းစီအအကုံမှာမင်းသားတဆီသဖြင့်ဒီရီလိုင်းတို့ရတန်တော်သဖြင့်လမှုပင်စောင့်နဲ့လဲချမ်းသာရာရလိမ့်ပြီထိုခါဒီရီစောင့်နဲ့သမီးကရမ်းပုံမိကြစိတ်ဆိုးသွားပြီးအတကုံမှာမင်းသားအာကိုထင်ပြလိမ့်ပြီအတင်မင်းသားတင်သည်ချမုတ်ဤတာဝန်ဖြစ်သောဒီရီတက်ချင်းကြခြင်းအမှုကိစ္စတို့ကိုဝင်ရောက်ဆုဖက်ခဲ့ပြီးတင်ကတင်ကိုတင်အစွမ်းစားရှိရဆိုပြီးအယမ်းထင်ကြီးနေရဆိုတော့တင်နဲ့ကျွန်တော်အခုပဲပြညာပြိုင်မှုအတွက်ကျွန်တော်စိန်ခေါ်တယ် ကောင်းပြီလေနတ်သမီးကျမုတ်ဒီလေယောက်ျားကောင်းပြီသားစွာတင်းရဲ့စိန်ခေါ်မှုကိုလက်ခံပါတယ်ဒါဆိုရင်တင်းကတရေကြောပြောင်အမီးတထောင်ကို နေမဝင်ခင်ရအောင်ယူ၍ကျွန်ုပ်ကတော့ချီခင်တထောင်ကိုရအောင်ရှာဖွေပါမယ်အကုံမှာလည်းဒီရေစောင့်နတ်သမီးအယူခိုင်းလိုက်တော့တရေကြောပြောင်အမီးတထောင်ကိုယူ၍နတ်သမီးထံသို့ပို့ဆောင်လေသည် သို့သောဒီရေဆောင်နတ်သမီးဤစီးတော်ရင် ဖြစ်သောကဘာလေးကြီးမှတချောင်းသောတရေမီကိုမင်းသားလေးအလစ်တွင် မျိုးချထားလိုက်ဤထို့အတွက်ကြောင့်အတကုံမာသည်နတ်သမီးကိုအရှုံးပေးလိုက်ရလေသည်ကျမုတ်တင့်ကိုအရှုံးပေးပါလေနတ်သမီးဒီအတွက်တင့်ကိုဘာရီများပြန်ပြီးလောင်းကြီးအဖြစ်ကျမုတ်ပေးအပ်ရမလဲတင့်ရဲ့စိတ်တက်ကိုတော့ကျမုတ်လေးစားပါတဲ့အတင်းမင်းသားဒါပေမဲ့တင်ပေးတဲ့လောင်းကြီးကိုတော့ကျမုတ်လက်ခံရလိမ့်မယ် တင်ထိတ်မြမင်္ဂလာဆောင်သည့်နေ့တွင်ဇမူရာရွှေစင်ကိန်းအောင်သောကျွဲကောင်းကိုကျိုးအားလာရောက်ဆက်တရမည်အတကုံမှမင်းသားလည်းနတ်သမီးကိုဂတိပေး၍ကွာအပ်တာအရက်သူပြန်လဲထွက်ခွာခဲ့လေသည်အတကုံမှမင်းသားလေးပြန်လဲရောက်ရှိလာသည်ကို တွေ့ရသောအခါမွေးစားမိခင်ကျွဲချံပိုင်ရှင်ကရင်မကြီးနိုးတိုက်မိခင်နန်ဂရိုင်းကျွဲမကြီးနှင့် ကိုကြီးအောင်နိုင်တို့မှဝမ်းသာအားရခီးဥကျူပြကြ၏တားမောင်လူလေး ဟန်တာတိုင်းကြီးမှာအစဉ်ပြေခဲ့ရဲ့လာွယ်ဤနာဝလူမျိုးသူရဲ့ကောင်းတဲ့စီချင်းထိုးဖို့အတွက်ဝိမလကုံမမင်းကြီးကိုဂျုံငုတ်ကတိပေးခဲ့ပြီးမိခင်ခုနှစ်ရက်တီတီပြည့်တဲ့နေ့မှာကျွန်တော်တို့ရှင်ပြန်ရပါလိမ့်မယ်တကယ်၍ကျွန်တော်ရှုံနှိမ်ခဲ့သည်ရှိတော်မိခင်တို့စီတို့ဘယ်တော့မှပြန်လာနိုင်တော့မည်မဟုတ်ပါထိုအတွက်ကြောင့်ယခုကတည်းကကြိုတင်၍တခါတည်းဥချကတော် ခွင့်ပြုပါ မိခင်တို့ထိုအခါနန်ကရိုင်းကျွဲမကြီးကလောကမှာ မိခင်မကြားချင်းဆုံးသောစကားကိုမပြောပါနဲ့လားလူလေးရဲ့ကျွန်ုပ်ဒီရင်မဖြစ်သောသားကိုတခါဆုံးရှုံးခဲ့ပြီးဖြစ်ပါသည်ယခုတဖန်ရရှိခဲ့သော အမေတတ်ထက်ကိုချေးရသောငါသားမောင်လူလေးကိုမိခင်ထက်ပြီးအဆုံးရှုံးခံမိမဟုတ်တော့ပါမိခင်နားရှိသောတိတ်တိတံခိုးတို့ဖြင့်ငါသားကိုအနိုင်ရရှိအောင်ဆောင်မပေးပါမယ်ရရှိလာတဲ့အခွင့်အရေးကိုအပြည့်အဝဆုပ်ကန်၍အနိုင်ယူခဲ့ပါတော့သားတော်ခုနှစ်ရက်တိတိပြည့်လို့အတကုံမှမင်းသား ဟန်တာဝရီမင်းနေပြည်ကိုရောက်တော့အခါဝိမလမင်းမှနာဝါလူမျိုးသူရဲကောင်းနဲ့ရှုပ်ပြိုင်စစ်ထိုးရန်အတွက်လိုအပ်သည့်လက်နက်ကိုတောင်းခံစေရာအသားမင်းသားကလန်တစင်းနှင့်မြင်းကောင်းတစည်းကိုသာတောင်းခံလေသည်နောက်တနေ့နနက်၌အသားမင်းသားနှင့်သူရဲကောင်းလက်ဘာတို့ရင်ဆိုင်စီးခြင်းထိုးလေသည် ထိုသို့စီးခြင်းထိုးချိန်တွင်နန်ဂရိုင်းမေတော်ကသားတော်ကိုအမြဲမပြတ်ကြည့်ရှုစောင့်ရှောက်နေခဲ့၏နန်ဂရိုင်းမေတော်သည်အခြေအနေကိုကြည့်၍သားတော်မနိုင်နိုင်သည်ကိုသိလေသောကြောင့် ဤသို့အကြံပေးလေသည်ယန္တူဤအာနေချက်ကို ရှာဖွေ၍တွေ့ရှိပါကလှဲ့စား၍ထိုအာနေချက်ကိုထိုနှက်အနိုင်ယူပါသားတော့အသားမင်းသားလည်းမိခင်ကြီးပေးသည့်အကြံတိုင်းသူရဲကောင်းလက်ပါဤအာနေချက်ကိုရှာပြီးလှဲ့ဖြား၍လန့်ချက်နှင့်ထိုတက်ကစီးချင်းထိုးပွဲ၌အနိုင်ယူလေသည်မိခင်ပေးသောဦးကောင်းမြတ်ကိုယူဆောင်ကားဝိမလကုမ္မာမင်းကြီးလည်းဂုံယူဝမ်းသာစွာဖြင့် အသားမင်းသားကိုတမိတော်စောစန္ဒာနှင့်လက်ထက်ထင်းများ၍အင်းရှိဆံမင်းအဖြစ်ကြီးမြင့်မြောက်စားရန်စီမံလီတော့သည်အသားမင်းသားလည်းလက်ထက်တပင်စင်ရင်မိအချိန်တွင်ဒီရေဆောက်နှစ်တမိထံကတိပြုခဲ့သည့်အတိုင်းဇံဘူရရွှေကိန်းအောင်သောကျွဲကောင်းဖြစ်ပူဇော်နိုင်ရွတ်အပူတပြင်းရှာဖွေလေသည်ထိုအခါမွေးစားမိခင်ကရင်မကြီးကဘလို့အကြောင်းကြောင့်မျက်နာတော်ညိုနေရပါသည်လဲ လူလေးရဲ့မိခင်တို့ရှိတဲ့မြန်ရက်ကိုခွဲခွာရတော့မှမူလာသားရဲ့ငါသားလေးပရင်ဖြစ်မဲ့အရေးကိစ္စပဲပြောပြောနေစမ်းပါကွယ်။အိုမိခင်ကျွန်ုပ်ဒီဟန်တာတိုင်းကအပြန်မြစ်တီရီတို့ကိုဟန်တာမိသည့်အတွက်ဒီရီစောင့်နေသမီးနဲ့အလောင်းအစားတစ်ခုလုပ်ခဲ့ကြတယ်။ထိုပြိုင်ပွဲမှာကျွန်ုပ်ရှုံးနေခဲ့တဲ့ဖြစ်မင်္ဂလာဆောင်သည့်နေ့တွင်ဇမူရစ်ရွှေစင်ကိန်းအောင်းလေသောကျွဲကောင်းကို လက်သမီးထံဆက်သမီးဟူကတိပေးခဲ့မိတဲ့ထို့အတွက်ကြောင့်စိုးရိမ်တော့ကဖြစ်နေရပါတယ်မိခင်ဖះဖះဘလို့အမျိုးတွေကြောင့်ဇံဘူးရွှေပါတဲ့ကျွဲကောင်းကူမှလူချင်းရတတ်တဲ့လာနဲ့သမီးရဲ့ဒီမဲ့လူလေးလောကမှာဇံဘူးရွှေကိန်းအောင်တဲ့ကျွဲကောင်းကတင်းရဲ့နိုးတိုက်မိခင်နန်ဂရိုင်းကျွဲမကြီးစီမှာပဲရှိတာကွယ်အလိုဒီလိုဆိုကျမုံမားပါပေါ့လားနိုးတိုက်မိခင်နန်ဂရိုင်းကျွဲမကြီးရဲ့ဦးကောင်းကူတော့ဒီတက်တက်မဖြတ်နိုင်ဘူးဂတိပြည့်ရင်ပြတ်ပါစေတော့လေ ထိုစဉ်နန်ဂရိုင်းကျွဲမှကြီးရောက်ရှိလာခဲ့ပြီးတားမောင်လူလေးအမောင်ကတိုင်းပြည်အုပ်ချုပ်မင်းလုံးရမဲ့လူကွဲကတိတလုံးကိုလွယ်လွယ်ဖြတ်ခဲ့သည်ရှိသောတိုင်းသူပြည်သားတို့မလေးစားဘဲနေလိမ့်မှာပေါ့တားကိုယ်တိုင်ဖြတ်เสียရမလို့ပဲဒီအမေတစ္ဆာအတီထံပြုလိုက်ပါမယ်အမေလည်းကုတ်ပေါ်သားဓာတ်တင်လိုက်ပါတော့ကွယ်ကျလုံးနန်ဂရိုင်းသည်ကျမုတ်ဤတားတော်မောင်ဖြစ်သောအတကုံမင်းသားငယ်ကိုစားတွေ့ချိန်မှစ၍နေချိန်ထိပ် ကျွန်တော်အသက်ထပ်ပိုမိုး၍ချစ်မြတ်နိုးခဲ့ပါသည်။ဤမှန်ကန်သောသစ္စာစကားကြောင့်သားတော်လေး၏အကုတူပြောကားမပါဘဲကျွန်တော်ဤဥကောင်းသည့်အလိုလိုပြည့်ကြ၍သားတော်လက်တွင်သို့ကြာရောက်ပါစေသား။အိုမိခင်ရဲ့ကိုကြိုးနဲ့ရှာပါပေါ့လား။သားတော်ဖြစ်မစဲနိုင်တော့ပါဘူး။မိခင်ရဲ့အနန္တမေတ္တာတွေကိုဒီတသက်သားတော်ဘလို့ပြန်ဆက်ရပါမလဲ။ယေရှုရှင်နန်ဂရိုင်းကျွဲမှကြီးရဲ့ကျုပ်ကိုထားကြည့်ပါဦးလား။တော်မရှိဘဲကျုပ်တယောက်တည်းမနေတတ်ဘူးတော့။ ကျွဲချံပိုင်ရှင်ကရင်မကြီးလဲနန်ကရိုင်းတို့သားအမီးအဖြစ်ကိုကြည်ကအလွန်မင်းဝမ်းနဲ့စိတ်ဖြင့်ရင်ကွဲနာကြ၍တေဆုံးရှာသည်ထို့နောက်မင်းသားလဲနိုးတိုက်မိခင်ကျွဲမကြီးဦးကောင်းဖြင့်ဒီရေဆောင်နှက်သမီးအပူဇော်ပြီးလက်ထက်ပွဲတပင်စင်ရင်ကျင်းပလေသည်အသားမင်းသားသည်ကောဇာတက္ကရနေရ16မှ223ခုနှစ်အတွင်းအကကုံမမင်းအဖြစ်ဟန်တာဝရီထီနန်းကိုစိုးစံချိန်မှစ၍ 노တိုက်မိခင်ကျွဲမကြီးဤယေຊုကိုတုံ့ပြန်သောအဖြစ်တင်မြောက်ပူဇော်ပတ်သက်ခဲ့ရာရိုးရအစင်လာမဲတော်ကြီးအဖြစ်နောင်လာနောက်သားများမှယနေ့တိုင်ပူဇော်ပတ်သက်နေခြင်းဖြစ်ပါသည်ကိုအောင်နိုင်ဟာလည်းတောင်ရများကိုဖြစ်စည်းသောကျွဲနွားများကိုလိုက်ဖမ်းရင်းကျွဲခတ်ခံရကတည်ဆုံခဲ့ရလေသည်အတကုံမှမင်းသားသည်မိမိနောင်တော်ကြီးဖြစ်ခဲ့သောကိုအောင်ကိုဟန်တာဝရီရွှေနန်းတော်သို့ခေါ်ဆောင်ရန်ကိုအပ်တာရက်သူကိုရိုတိုင်းချီတော်မူသည် ရွာသို့ရောက်လျင်အကြောင်းစုံသိရှိရသည့်အတွက်ဝမ်းလဲစိတ်မကောင်းဖြစ်ရပြန်သည်ကိုအောင်နိုင်ကကိုထင်ပြကနေရာပိုင်စားတောင်းသည်နွားကြောင့်တဘဝမှစတင်လာခဲ့သဖြင့်နေဘဝတွင်လည်းပြည်သူပြည်သားတို့၏အကျိုးစီးပွားဖြစ်စေရန်ကျွမ်းနာများကိုစောင့်ရှောက်ပေးရန်တာဝန်ပေးသည်လယ်သမားများကလည်းမိမိတို့ကျွမ်းနာတို့ကိုထိမ့်သိမ်းစောင့်ရှောက်ပေးသောနှင့်အဖြစ်ယုံကြည်လာကြသည်မှာယနေ့တိုင်ဖြစ်ပါသည် ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်လို့ရှိရင် like နဲ့ subscribe လုပ်ပေးကြပါဦးနော်